ကျွန်တော်တို့ဘေးနားမှာသတင်းအချက်အလက်တွေအများကြီးရှိနေတယ်အဲ့ဒီထဲမှာ69.99ရာဂိုင်းနှုန်းကအဲ့ဒီ AI ကလာတဲ့အချက်အလက်တွေဖြစ်ပါတယ်ဒသမ3.31ရာဂိုင်းနှုန်းကသာဖျားရှင်ရဲ့ဇာတ်ကိုကျွန်တော်တို့မှီကိုကြတာဖြစ်ပါတယ်ကျွန်တော်တို့တက်မှာနေ့စဉ်ကြားနေရတဲ့ဇာတ်အများစုကလည်းဖျားရဲ့ဇာတ်မဟုတ်ဘူးဆိုတာကိုပြန်သတိထားဆင်ခြင်ရဖို့အတွက်ကျွန်တော်ခွန်အားပေးခြင်းပါတယ် အားလုံးတို့မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့နှုတ်ခွန်းဆက်သပါရစေ။ဒီနေ့ဖះရှင်ရဲ့ပို့ဆောင်မှုကြောင့်တမန်တော်ကိုဝေငှဖို့အတွက်အခွင့်အရေးကိုကျွန်တော်စီရောက်ရှိလာတယ်။ဒါကြောင့်မို့လို့ဒီတမန်တော်မှာကျွန်တော်တို့အားလုံးတို့ဝิญဉ်ခွန်အားတိဆောက်စရာဖြစ်စေနိုင်ဖို့ခဏလေးဆက်ကပ်ပြီးတော့ဆုတောင်းကြအောင်။ကောင်းကင်ဘုံ၌ရှိတော်မူသောဖះဗျာကိုရရှင်ဒီနေ့ကျွန်ုပ်အားဖြင့်ပြောကြားမယ်တမန်တော်ဒီဖះရှင်ထံမှလာတော်တမန်တော်ဖြစ်လက်ရောက်စီတိုင်းအတွက်ဝิญဉ်ခွန်အားတိဆောက်စရာဖြစ်စေပါ။ အသက်တာမှာဘုရားရှင်ရဲ့တမန်တော်အားဖြင့်ခွန်အားယူအသက်ရှင်နိုင်ရသောသူများကြားနာသူရောက်စီတိုင်းဖြစ်စေနိုင်မှုမဆကောင်းကြီးပေးပါမည်အကြောင်းခရစ်တော်နာမ၌ယူသည်လေးမြတ်စွာဆုတောင်းကြပါ၏ဘာအာမင်ညီကောင်မတို့ကျွန်တော်တို့ရဲ့အသက်တာမှာအသက်ရှင်နေထိုင်ရည်တည်ရင်းနဲ့ကျွန်တော်တို့လူသားဆန်စွာနဲ့နေထိုင်မှုတွေကိုပြုကြပါတယ်ဒီကိစ္စအခုမှမဟုတ်ပါဘူးကဘာဦးအစတည်းကနေပြီးတော့လူတွေက ကိုဟာကိုယက်တီကိုခြေတော့ဘောကို ခိုင်မာအောင်ရပ်ဖို့ကြိုးစားကြပါတယ်။ဒါကြောင့်မို့လို့လူသားရဲ့အသက်ရှင်ခြင်းကတခါတလေကိုကိုကိုအားကိုးပြီးတော့စွမ်းဆောင်နိုင်မဲ့အရာဆိုပြီးတော့လူတွေကထင်လာကြပါတယ်။ကျွန်တော်ပါဝင်ညီကောင်မတွေအားလုံးအသက်တာမှာတခါတလေပြန်ဆင်ခြင်ကြည့်တဲ့အခါကျတော့ကျွန်တော်တို့သက်တာမှာကျွန်တော်တို့ကကျွန်တော်တို့ယုံကန်နေရတာပဲကျွန်တော်တို့သွာလာနေရတာပဲကျွန်တော်တို့စိတ်သေးကထင်တဲ့ဟာတွေမြင်တဲ့ဟာတွေအရာအားလုံးနဲ့ပတ်ဝန်းကျင်လွှမ်းမိုးမှုက ျွန်တော်တို့အတွက်အမှန်ဖြစ်မယ်ဆိုပြီးတော့ကျွန်တော်ယုံကြည်ပြီးတော့အသက်ရှင်ကြပါတယ်။ဒါမဲ့သုတ်တန်ကြံခန်းဤ၁၄အငယ်၁၂မှာလူထင်သည့်အတိုင်းမှန်သော သက်သေရှိတော်လေဆိုတဲ့အကြောင်းအရာလေးကိုတင်ပြထားပါတယ်။ရှောလမုန်မင်းကြီးရဲ့အသက်တာကိုကြည့်မယ်ဆိုရင်သူ့အသက်တာမှာအောင်မြင်မှုတွေကြော်ကြားမှုတွေလူနဲ့လူပဝန်းကျင်မှာအတိအမှပြုမှုတွေကြွယ်ဝမှုတွေအရာအားလုံးကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ လှုပ်ဆောင်တဲ့အရာတိုင်းကဘုရားသခင်အလိုရှိတဲ့အရာတော့မဟုတ်ပါဘူး။ဒါကိုကျွန်တော်တို့ဆင်ခြင်ဖို့အတွက်ဒီနေ့တရားဟောချက်လေးကိုကျွန်တော်ဝင်ခန့်ခြင်းဖြစ်ပါတယ်။1969ခုနှစ်တောင်ကကပါမှာသချင်းလေးတစ်ပုဒ်ထွက်လာတယ်။အဲ့ဒီသချင်းရဲ့ခေါင်းစဉ်ကတော့အင်္ဂလိပ်လိုတော့ My Way ငါလန်းငါလန်းငါလျှောက်စကိုင်းရောက်ရောက်ကျွန်တော်တို့ဘာမှစကားမရှိပါဘူး။ဒီကမှတော့အဲ့ဒီသချင်းကဘလောက်တောင်နာမည်ကြီးလဲဆိုတော့ကဘာမှာရှိတဲ့ classical တချင်းနေမှာကန္တဝင်တချင်းကြီးထဲမှာပေါ့ပြီးတော့ဒီနေ့အတိလူရီယာတကယ်ကိုစံတရားတွေတီးတဲ့ခါကျရင် classical တချင်းတွေကိုဒီတချင်းအပြင်တီးတယ်အခုအချိန်ဒီလူတွေတီးဆိုနေဆုံးပဲဒီတချင်းကိုရတဲ့လူတွေရကြမှာပါအဲ့ဒီတချင်းရဲ့အဆုံးမှာဗာပြောတာလဲဆိုတော့ I did my way ငါလမ်းငါလျှောက်တယ်အင်မတန်မှနာမည်ကြီးတဲ့လူတွေအရန်ကြိုက်ကြတယ်အဲ့ဒီစကားသံကဘာစကားသံနဲ့တူလဲဆိုတော့ကဘာဦးချမ်းကနေလာလိုက်ကြတာ ကဘာဦးချန်ထွတ်မြောက်အကျန်းနေလာလိုက်တဲ့အချိန်ခါမှာယောရှုမတ်စာရောက်တဲ့အချိန်ထိတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အချက်နဲ့အင်မတန်မှသွားတူတယ်လူတို့သည်မိမိမြင်သည့်အတိုင်းမှန်သည့်အတိုင်းအသက်ရှင်လှုပ်ဆောင်ကြ၏ဆိုတဲ့စကားနဲ့ကျမ်းစကားနဲ့အဆုံးသတ်တော်တွေ့ရတယ်ဒီတော့ညီကောင်မတို့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းရဲ့အစနဲ့အဆုံးကိုကြည့်တဲ့အခါကျတော့ လူကတယောက်တည်းပဲထွက်လာတယ်လို့ပြောကြတယ်တယောက်တည်းပဲခွန်အားယူတယ်လို့ပြောကြတယ်အဆုံးမှာအဲ့ဒီဤသေးလလူမျိုးတွေကိုတိုင်ကတော့မိမိစိတ်ကြိုက် မြင်သည့်အတိုင်းမှန်သည့်အတိုင်းဆိုတဲ့စကားလေးကိုသုံးသပ်တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာခွန်အားယူစရာတစ်ချက်ရှိတာပါလဲဆိုတော့ကျွန်တော်တို့အသက်တာမှာမှန်သည့်ဆိုတဲ့အရာကဘုရားသခင်တို့မမှန်ဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့ရပါတယ် Christ object lesson စာမျက်နှာ161အကြောင်းအရာလေးကိုကျွန်တော်ပြောချင်တယ်အဲ့တော့ခရိယန်အသက်တာယုံကြည်သူရဲ့အသက်တာမှာတဲ့ ကိုကိုကိုထိန်ချုပ်နိုင်စွမ်းရှိရတယ်တဲ့ဒါကဘာကိုပြောတယ်လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့အသက်တာကိုထိန်ချုပ်တာလေအဲ့ဒီထိန်ချုပ်တဲ့အသက်တာဆိုတာကျွန်တော်တို့ရဲ့နီလန် my way ကျွန်တော်လမ်းကိုကျွန်တော်မသုံးစီခြင်းလို့ဘုရားကလူသားအแทးကိုဝင်လာပြီးတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးဝင်ပြီးတော့ထိန်ချုပ်တယ်ဆိုတဲ့အသည့်တရားကိုကျွန်တော်တို့ရတာဖြစ်ပါတယ်ဒီတော့ညီကောင်မတို့ကျွန်တော်တို့အသက်တာရဲ့ပထမဦးဆုံးခွန်အားယူရမယ့်အချက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့အသက်တာမှာကျွန်တော်တို့ကိုယ်ပိုင်အသက်ရှင်တယ်မှန်ပါတယ် သို့တော်လည်းကျွန်တော်တို့ထင်တဲ့နီလန်းကျွန်တော်တို့စိတ်ထဲကမှန်တယ်ဆိုတဲ့နီလန်းကဖျားသခင်ရဲ့ရှေ့မှာ မမှန်နိုင်ဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ဒါနဲ့ပတ်သက်ပြီးတော့အသက်တာရဲ့ခွန်အားယူစရာတွေကိုပထမဆုံးကြည့်ကြအောင်ကျွန်တော်ရမီဦးဖာဦးအာဒန်နဲ့အေဝါအာဒန်အေဝါရဲ့အသက်တာမှာရှင်သန်နေထိုင်မှုကဖျားကဖန်ဆင်းပေးလိုက်တယ်ဖျားကအင်းနဲ့ဥယျာဉ်မှာထားတယ်ဖယားကပြင်းပြပေးလိုက်တဲ့နာခံချင်းလို့ပြောလိုက်တဲ့ဖယားနဲ့နေတိုင်းဆက်သွယ်ဖို့ပြောလိုက်တဲ့လင်မယားနဲ့အတူနေဖို့ပြောလိုက်တဲ့ အဲ့ဒီအရာအားလုံးကဖယားသခင်ကပြောတဲ့စကားတွေဖြစ်တယ်။ဒါပေမဲ့သူတို့ရဲ့အသက်တာမှာအေးဝဆိုတဲ့အမျိုးသမီးကသူ့ဟာသူသွားလျှောက်တယ်၊သူ့ဟာသူထွက်သွားတယ်၊သူ့ဟာသူအရင်ဥယျာဉ်မှာစာရမနာနဲ့တွေ့တယ်၊မွေနဲ့တွေ့တယ်။အဲ့ဒီအခါမှာအေးဝရဲ့ကိုပိုင် ဆုံးဖြတ်ချက်က my way ငါရဲ့လမ်းကပါလဲဆိုတော့ငါဖယားစကားကိုအသက်လွတ်နားထောင်လို့တော့မဖြစ်ဘူး။ဟိုမွေကပြောတာကဒီအသီးကိုစားလို့ရှိရင်ငါဖယားလို့ဖြစ်လာမယ်။ ညီကောင်မောင်မတို့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီစကားမျိုးကိုကြားတဲ့အခါမှာပြန်သတိရပါဘုရားသခင်ကကျွန်တော်တို့ကိုပြောထားတယ်လေဒီနေ့ကျွန်တော်ကတော့အဲ့ဒီအရာကိုကျွန်တော်တို့ပြောနေတဲ့ AI artificial intelligence အရင်ပြောတယ်အဲ့ဒီမွေပြောတဲ့စကား AI စကားလို့ကျွန်တော်ကသတ်မှတ်တယ်ကျွန်တော်တကူဒီအနေနဲ့ပါဘာဖြစ်လို့လဲဆိုတော့ AI ဆိုတဲ့အသိဉာဏ်ကလူတွေကစုပေါင်းထားတဲ့အသိဉာဏ်ကိုသူကပြန်ထုတ်ပြောတာ သူကလူတွေရဘူးသူတာတွေပညာရတွေ research တွေသူတွေသနာတွေရှာဖွေတွေ့ရှိချက်တွေအဆုံးအမတွေဩဝါဒတွေအားလုံးကိုစုထားပြီးတော့ကျွန်တော်တို့မေးတဲ့အခါကျလို့ရှိရင်အဲ့ဒီခါနဲ့ပတ်သက်ပြီးတော့သူကအဖြေပေးတာဥပမာဆိုပါစို့ကျမ်းမာရေးနဲ့ပတ်သက်လို့ပြောတဲ့အခါမှာလူတွေသူ့ကိုသင်ထားပေးတဲ့အရာကိုသူကကျွန်တော်တို့ပြန်ပြောပြတယ်ပညာရေးနဲ့ပတ်သက်လို့ဤပညာနဲ့ပတ်သက်လို့ပြောတဲ့အခါကျရင်ဒီပစ္စည်းကိုဘယ်လိုလုပ်ရမလဲဆိုရင်သူကလူတွေကထုတ်လုပ်ထားတဲ့အရာတွေဤပညာကိုဒီ AI ဆိုတဲ့အခါကကျွန်တော်တို့ပြောပြတယ် ဒီနေရာမှာကျွန်တော်တို့သိစရာအချက်လေးရှိရှိတယ်အဲ့ဒီအချက်အလက်တွေအားလုံးကလူကလှုပ်ထားတဲ့အချက်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဟောကြားမယ့်တရားနဲ့ညီကောင်မောင်တို့ဆိုဆင်ခြင်ကြဖို့ကျွန်တော်ပြောချင်တာဖျားရှင်ပေးထားတဲ့တမန်တော်တခုရှိတယ်လူတွေရဲ့လူသားအနေနဲ့ထုတ်လှုပ်ထားတဲ့ခံယူချက်ကလည်းတစ်မျိုးရှိတယ်ဒါကိုသတိထားကြဖို့လိုပါတယ်ဒီတော့ညီကောင်မောင်တို့ဝိညာဉ်တော်ဆက်ပြီးအားပေးချက်တွေမှာကျွန်တော်တို့ဘာပြောလဲဆိုတော့လူတွေကဖျားရှင်ရဲ့ကောင်းမြတ်ခြင်းကိုအတိအမှမပြုကြဘူး ကျွန်တော်အသက်တာမှာဘုရားရှင်ရရှိတဲ့ကောင်းကြီးမင်္ဂလာတွေဘုရားပေးတဲ့အချက်အလက်တွေဘုရားပေးတဲ့ဘူတုဒ္ဒတွေဘုရားပေးတဲ့ပြည့်ညတ်တွေကိုလူတွေကကောင်းမြတ်ခြင်းအတွက်လက်မခံကြပါနဲ့လူတွေပြောတဲ့အရာကိုအများစုလက်ခံကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့သတိထားဖို့လိုပါတယ်အထူးသဖြင့်လူငယ်လူရွယ်တွေအတွက်ခွန်အားပေးခြင်းနဲ့ဒီနေရာမှာဒီနေ့ကျွန်တော်တို့ဘေးနားမှာသတင်းအချက်အလက်တွေအများကြီးရှိနေတယ်အဲ့ဒီထဲမှာ60ကိုဒသမ99ရာခိုင်နှုန်းကအဲ့ဒီ AI ကလာတဲ့အချက်အလက်တွေဖြစ်ပါတယ် ဒသမ3ည3ည1ရာခိုင်နှုန်းကသာဖះရှင်ရဲ့စကားကိုကျွန်တော်တို့မိကိုကြတာဖြစ်ပါတယ်ဒီတော့ညီကောင်မောင်မတို့ကျွန်တော်တို့တက်မှာနေ့စဉ်ကြားနေရတဲ့စကားအများစုကလည်းဖះရဲ့စကားမဟုတ်ဘူးဆိုတာကိုပြန်သတိထားဆင်ခြင်ရဖို့အတွက်ကျွန်တော်ခွန်အားပေးခြင်းပါတယ်ဒုတိယနမူနာတစ်ခုကျွန်တော်တို့ရဲ့အသက်တာမှာကာယိနာပြန်ကြည့်ကြစို့ကာယိနာရဲ့အသက်တာမှာဖះသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ဥယင်ဆိုင်ရတယ် အတီးရတယ်ဒါဖရာရဲ့ကောင်းမြတ်ခြင်းဖရာကပြောထားတယ်ကျွန်တော်တို့အသက်တာမှာဖရာသခင်ခိုင်းတဲ့အတိုင်းလုပ်ရမယ်ဆိုတဲ့အချက်ကိုလည်းပြောထားတယ်ဖရာကိုရစ်ပူစော်ဖို့ပြောတယ်ဒီနေရာမှာပြဿနာတက်လာပြီကာအီနာရဲ့နီလန်းကငါလှုပ်ခြင်းနဲ့ငါကအတီးအနံနဲ့ပူစော်ခြင်းနဲ့လှုပ်လို့မရဘူးလားလှုပ်လို့တော့ရတာပေါ့အသက်တာမှာလှုပ်လို့မရဘူးလားဆိုတဲ့မေးတဲ့စကားတခုကိုလူတိုင်းဖြေလို့ရတယ်လှုပ်လို့မရဘူးလားရပါတယ် ဖခင်ကကျွန်တော်တို့ကိုလွတ်လပ်စွာရွေးချယ်ခွင့်နဲ့လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးတာလေသို့တော်လည်းအဲ့ဒီဆုံးဖြတ်ခြင်းရဲ့နောက်ွယ်မှာဖြစ်လာတဲ့အရာတွေကဘာဖြစ်မလဲဆိုတာကျွန်တော်တို့ဆင်မြင်ကြဖို့ဖြစ်ပါတယ်ညီကောင်မောင်တို့မတို့အသက်တာမှာဝိညာဉ်တော်ကကျွန်တော်တို့ကိုအမြဲတမ်းဥဆောင်ပြီးတော့ဖခင်သခင်ကကျွန်တော်တို့ကိုသတ်မှတ်ထားတဲ့ကျွန်တော်တို့ကိုဆုံးဖြတ်ပေးထားတဲ့ကျွန်တော်တို့ပြည့်ညတ်ပေးထားတဲ့အရာတွေအားလုံးကလူတွေရဲ့အတွင်းနဲ့ဆန့်ကျင်ပြီးတော့ ဒီဖရာရဲ့တမန်တရားတိုင်းအသက်ရှင်ဖို့ဆိုတဲ့နီလန်ကိုပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဖရာရဲ့နီလန်နဲ့ကျွန်တော်တို့နီလန်နှစ်ခုကိုရွေးချယ်တဲ့အခါမှာကျွန်တော်တို့တည်းစဉ်းစားရမှာတစ်ချက်ကငါလန်းတော့ဘယ်နီးနဲ့မှမသွားတာတပတ်နဲ့။ဖရာရဲ့လန်းကိုသွားဖို့ဖရာရဲ့အဆုံးအမတိုင်းအသက်ရှင်ဖို့ဖရာရဲ့တမန်တရားတိုင်းအသက်ရှင်ဖို့ပဲကျွန်တော်တို့ခွန်အားယူကြဖို့ဖြစ်ပါတယ်။ရှိဘိုဘီနဲ့ပြောဖက်များစာအုပ်ကိုကျွန်တော်တို့ကြည့်တဲ့အခါကျတော့ရှေးခေတ်မှာဣသေလရှင်ဘုရင်တွေအများကြီးရှိခဲ့တယ် ကျွန်တော်လေးလာမိသလောက်40နဲ့4ပါရှိတဲ့ထဲမှာ4ပါလောက်ကသာဖယားရှင်ရဲ့တမန်တော်နဲ့ဘုရားပြောတဲ့နိလန်တိုင်းကိုကျွန်တော်တို့အသက်ရှင်ကြတာကိုတွေ့ရပါတယ်။ကျွန်တော်တို့သချင်းဆိုကြတဲ့သက်တာမှာ how great thou art ကိုရောသာလင်ကြီးမြတ်မှုပဲကိုရောသာလင်ကြီးမြတ်မှုပဲဘုရားဖန်ဆင်းခြင်းကကြီးမြတ်တယ်ဘုရားလှုပ်တာကြီးမြတ်တယ်ဘုရားရဲ့အောင်မြင်မှုကကြီးမြတ်တယ်ဘုရားရဲ့ဘုန်းတော်ကကြီးမြတ်တယ်ဒါပေမဲ့လို့ဒီနေ့ဣသေလလူမျိုးတွေရဲ့နမူနာအရငါလှုပ်တာကပို့ပြီးတော့ကြီးမြတ်တယ်ဆိုတဲ့အရာကို ျွန်တော်တို့ရဲ့သမိုင်းကမဟုတ်ဘူးကျွန်တော်တို့နေ့စဉ်အသက်တာမှာကျွန်တော်တို့ကြုံတွေ့နေရတာရှိပါလိမ့်မယ်ဣဇီလာမျိုးတွေဒီလောက်ကြီးမြတ်တဲ့ဘုရားကအေဂုတုပီယာနေခေါ်ထုတ်ပြီးပြီးထုတ်လာပြီးတဲ့အချိန်ခါမှာတော့မောရှေမရှိတဲ့အချိန်လေးမှာဘုရားတခုရှာတယ်ဘုရားရှင်ကဘလောက်တောင်မှဒီယုတ်တုကိုးကွယ်မှုကိုဆက်ဆုပ်ရွှန်ရှာလဲကျွန်တော်တို့သိတယ်ဣဇီလာလူမျိုးတွေသိတယ်သူတို့သိတဲ့ကြားတွေကနေသူတို့အသက်မရှင်မဲနဲ့ သူတို့ကိုပိုင်ဖရားကိုသူတို့လှုပ်ပြီးတော့သူတို့ကိုယ်ခဲ့ကြတယ်ညီကောင်မတော်တို့ဒါကအင်မတန်မှကြီးမားတဲ့အဖြစ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဖရားသခင်ဆက်ဆုပ်ယွန်ရှာတယ်လို့လည်းကျွန်တော်တို့ပြောခဲ့ပါတယ်ဒီနေ့ကျွန်တော်အသက်တာမှာလည်းတစ်ခါတလေဖရားနေရာမှာအစားထိုးခဲ့တဲ့နေရာတွေအများကြီးရှိတယ်ဒါကိုညီကောင်မတော်တို့သတိထားကြဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ရှေးဘိုးဘေးနဲ့ပယောဖက်တွေကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်မျိုးမကြုံတွေ့ဖို့အတွက်ကျွန်တော်တို့စူးစမ်းအသက်ရှင်ကြဖို့လိုပါတယ်ညီကောင်မတော်တို့ ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဖယားရှင်ရဲ့သမာတရားလမ်းတိုင်းဖယားရှင်ရဲ့ဆုံးမစကားတိုင်းဖယားရှင်ရဲ့လိုချင်တဲ့ပုံစံတိုင်းဖယားရှင်ကြီးမြတ်ခြင်းကိုကျွန်တော်တို့ဝန်ခံကြရလား how great thou art ဘလောက်တောင်ကြီးမြတ်တယ်လဲဖယားကဒါမှမဟုတ်ရင်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာအလုံးက how great my art ငါလှုပ်တဲ့အရာဘလောက်ကောင်းလဲဆိုတဲ့အရာကိုအမြဲတမ်းကျွန်တော်တို့ပြန်ဆင်ခြင်မိလားဒါကလည်းကျွန်တော်တို့အသက်တာအတွက်စဉ်းစားရတဲ့အခုဖြစ်ပါတယ်ကျွန်တော် အသက်ငယ်ရွယ်စဉ်မှာကျွန်တော်လှုပ်ခြင်းနဲ့ကန်ခြင်းနဲ့ကျွန်တော်အောင်မြင်ခြင်းနဲ့ကျွန်တော်ရဲ့အောင်မြင်မှုတွေကိုပြောတဲ့အခါကျလို့ရှိရင်ကျွန်တော်ပြန်ပြောတယ်ဒါကငါလှုပ်ခဲ့တာဖရာဘုန်းတော်အတွက်တခုမှမပြောဒါကငါလှုပ်ခဲ့တာဟိုဟာကငါလှုပ်ခဲ့တာဟိုနေရာကငါပြောခဲ့တာဟိုနေရာကငါပြင်ခဲ့တာဆိုတော့ကျွန်တော်အမြဲတမ်းပြောတယ်နောက်ဆုံးကျွန်တော်တို့သက်တာမှာ CV လို့ခေါ်တဲ့ကျွန်တော်ကိုရေးချင်းတင်ပြတဲ့အခါကျရင်ငါလှုပ်ခဲ့တဲ့အရာတွေကိုပဲကျွန်တော်တို့အမြဲတမ်းပြောတယ်ကျွန်တော်ပါဝင်မယ် ဒါပေမဲ့အဲ့ဒီအရာတွေအားလုံးကိုဖျားလုပ်ပါတယ်လို့ကျွန်တော်တို့ဝန်ခံဖို့အသက်တာမှာလိုအပ်ပါတယ်ဖျားသခင်ကကျွန်တော်တို့အားဖြင့်ဒီအရာတွေကိုလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အရာကိုအတိအမှပြုကြဖို့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီတော့ကျွန်တော်တို့နီလန်းနဲ့ကျွန်တော်တို့အလုပ်လုပ်တဲ့ခါကျရင်အသက်တာမှာဘာတွေဖြစ်လာမလဲဆိုတော့ပထမအဆုံးကျွန်တော်တို့အသက်တာမှာကိုယ်နီလန်းအတိုင်းကိုယ်အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့ခုနကတော့ပြောတဲ့ how great my art ငါရဲ့ဂုံဘလောက်ကြီးလဲငါဘလောက်စွမ်းဆောင်နိုင်လဲဆိုတဲ့အတွေးကကျွန်တော်တို့စီကိုရောက်လာမှာပဲဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုလူသားအဖြစ်နဲ့ဖန်ဆင်းပေးလိုက်တယ်။သူ့ချစ်တဲ့လူသားအနေနဲ့တီထွင်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့လှုပ်ဆောင်မှုအရာအားလုံးကဘုရားဘုန်းတော်တင်ရှားစေဖို့ဖြစ်ပါတယ်။အဲ့ဒီကောင်းငင်ကဘုရားသခင်ကိုချီးမွမ်းဖို့ပဲဖြစ်တယ်ဆိုတဲ့အချက်ကိုပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပြောချင်ပါတယ်။ဒုတိယတစ်ချက်ကိုကိုကို အားကိုပြီးတော့ အသက်တာမှာရှင်သန်တဲ့လူတွေအတွက်တီးခံနိုင်စွမ်းနည်းပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကိုယ်လောက်ကံရတဲ့အရာတွေအားလုံးကကိုယ်ခြေတော့ဘုတ်ကိုရပြီးတော့ကိုယ်အစွမ်းအစနဲ့ကိုယ်လောက်လို့ပဲဖြစ်ပါတယ်။ဝိညာဉ်တော်စာပေရဲ့အားပေးမှုမှာ Ministry of Healing မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့လူအသက်တာရဲ့အကြီးမားဆုံးအန္တရာယ်ကဘာလဲဆိုတော့စိတ်မထိန်းနိုင်ဘဲနဲ့ကိုယ့်ဟာကိုယ်လောက်တာ ကျမ်းမာရေးအားနေတဲ့လူတွေလည်းအဲ့ဒါကြောင့်ပဲကျမ်းမာရေးအားနေဖြစ်လာတော့ကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်။ဒါမှမဟုတ်မောင်မတို့ဖယားရဲ့အလိုကိုဝန်ခံတဲ့လူတွေဖယားသခင်ရဲ့နိလန်းကိုသွားတဲ့လူတွေအတွက်ခုနတော့ပြောတဲ့စိတ်မြန်တဲ့ဟာကိုလည်းကျွန်တော်တို့ရှောင်တိန်နေမှာဖြစ်ပါလေ။ဒီတော့အသက်တာမှာအဲ့လိုစိတ်မြန်ခြင်းတွေကျွန်တော်တို့အသက်တာမှာသီးမခံနိုင်ခြင်းတွေကျမ်းမာခြင်းအရာမှာ ကျွန်တော်တို့ကဖရားရဲ့သဘောအတိုင်းမယက်တည်မှုတွေအရာအားလုံးကအသက်တာအတွက်ခွန်အားကိုမပေးစေမဲ့ねရေရှည်မှာကျွန်တော်တို့အတွက်ဆုံးရှုံးမှုတစ်ခုပဲဖြစ်စေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သတိထားကြဖို့ဖြစ်ပါတယ်ဝိညာဉ်တော်စာပေကကျွန်တော်တို့အမြဲတမ်းခွန်အားပေးနေတယ်ကဘာမှာရှိတဲ့လူသားတွေတွေးခေါ်တဲ့လောကီဆန်တဲ့အရာတွေအားလုံးကိုချန်ထားခဲ့ပါကျွန်တော်ကောင်းသတိရပါတယ်ပြီးခဲ့တဲ့၁၀နှစ်လောက်က အသင်းတော်ရဲ့ဥက္ကဋ္ဌကြီးတပါးကကျွန်တော်တို့ကိုခွန်အားပေးခဲ့တယ်ကပ္ပညီလာခံနေပြီးတော့ဒီနေ့ကျွန်တော်တို့အသင်းတော်မှာတာဝန်ရှိနေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်တရားဟောဆရာတွေပဲဖြစ်ဖြစ်အသင်းသားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကကဘာကြီးမှာရှိနေပေမဲ့ကဘာနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးကောင်းကင်နဲ့ဆိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒီတော့ကျွန်တော်တို့ပါဝန်ကျင်မှာမိသားစုမှာ ကျွန်တော်တို့ကိုယ်တိုင် လောကီပျော်မွေ့ခြင်းအရာကိုစူးစမ်းပြီးတော့ ရှောင်ရဖို့အတွက်ကွန်အားပေးပါတယ်ကျွန်တော်တို့တွေးနေတဲ့တွေးခေါ်တွေကလော့ဂီတွေးခေါ်တွေဖြစ်နေသလားကျွန်တော်တို့စဉ်းစားနေတဲ့စဉ်းစားချက်တွေကလော့ဂီသားတွေတွေးခေါ်ပုံပဲဖြစ်နေသလားကျွန်တော်တို့ကြုံတွေ့နေရတဲ့အောင်မြင်မှုလိုချင်တဲ့အရာတွေကတခြားလော့ဂီသားတွေလိုချင်တဲ့အရာနဲ့ပဲတူနေသလားစဉ်းစားကြဖို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့အသက်တာမှာဖျားသခင်ရဲ့နီလန်းကိုရွေးတဲ့လူတွေအတွေ့ testimony volume 5ကပြောတဲ့အရာလေးကတော့လွယ်လွယ်လေးပဲအသက်တာရဲ့လုံခြုံမှုနဲ့ငြိမ်းချမ်းခြင်းကိုရပါလိမ့်မယ်။ဝန်တာစရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့နောက်ဆုံးသောကာလကိုကျွန်တော်တို့ရောက်နေပါပြီ။မြင်ကလေးတွေဖြစ်တယ်၊မုံတိုင်းတွေဖြစ်တယ်၊ရည်ကြီးမှုတွေဖြစ်တယ်၊တဘာဝဖောက်ပြန်မှုတွေဖြစ်တဲ့အခါမှာဘာမှမတည်ကြတော့ကျွန်တော်တို့ခရီးတစ်ခုသွားမယ်ဆိုလို့ခရီးစဉ်ကိုဆွဲထားဘလောက်ပဲဆွဲဆွဲသွားတဲ့နေ့မှာမုံတိုင်းကျရင်သွားလို့မရဘူး။ ကျွန်တော်တို့လောက်ကင်လောက်ဖို့တဲ့ဘလို့ပဲစီစဉ်တာအခြေအနေကရေကြီးသွားတယ်ဆိုရင်လောက်လို့မရဘူးကျမ်းမာရေးအားနဲ့ကျွန်တော်ဘာမှဆက်လုပ်လို့မရဘူးဒီတော့ကျွန်တော်တို့အသက်တာမှာလုံခြုံတဲ့ငြိမ်းချမ်းခြင်းတစ်ခုကို ပေးတိုင်လာကဖရာသခင်ရဲ့နိလန်အတိုင်းကျွန်တော်တို့သွားဖို့ဖြစ်ပါတယ်ဒီတော့အသက်တာရဲ့နိလန်ကိုဖရာသခင်ကိုယ်တိုင် ပြခဲ့ပြီးပြီကျွန်တော်တို့အသက်တာရဲ့ လှုပ်ဆောင်မှုအရာအားလုံးမှာစစ်မှန်တဲ့ပျော်ရွှင်တဲ့အောင်မြင်မှုကိုလည်းဖရာရဲ့နီလန်အဖြစ်သာပေးနိုင်မှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကအိန္ဒိယနိုင်ငံဆိုတာတကယ့်ကိုလူတွေတွေးခေါ်တဲ့ပညာရှင်တွေပေါ်တဲ့အတိုင်းမျိုးဖြစ်ပါတယ်။လူသားထဲမှာတကယ့်ကိုကြီးမြတ်တဲ့အတွေးအခေါ်နဲ့ပညာရှင်အမျိုးမျိုး ပေါက်ဖွားခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အဲ့ဒီအချိန်ကတည်းကချန်နာကယာဆိုတဲ့ပညာရှိကြီးတစ်ပါးကသူက တမကျန်းစာရဲ့ရည်ညွှန်းချက်ကိုကြည့်ပြီးတော့ပဲသူရေးခဲ့တဲ့အရာလေးတစ်ချက်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့အောင်မြင်မှုဆိုတာကိုလိုချင်တဲ့အရာကိုကိုရတာဒါကလူသားတွေရဲ့အောင်မြင်မှုဖြစ်ပါတယ်စစ်မှန်တဲ့အောင်မြင်မှုငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်မှုကဘယ်ရရလဲဆိုတော့တဲ့ရထားတဲ့အရာတွေအားလုံးကိုလိုချင်တာတဲ့ကျွန်တော်စကားနည်းနည်းလေးရှင်းရှင်းနေပါလိမ့်မယ် ကိုယ့်ကိုဘုရားသခင်ပေးထားတဲ့အရာတွေအလုံးပျော်ရွှင်စွာလက်ခံခြင်းကစစ်မှန်တဲ့ပျော်ရွှင်မှုဖြစ်ပါတယ်ဒီတော့ညီကောင်မတို့ကိုယ့်ကိုပေးထားတဲ့အရာဆိုတာဘယ်ကလာလဲဘုရားသခင်စီကပဲလာပါတယ်ဘုရားကပဲကျွန်တော်တို့ပေးပါတယ်ဘုရားကအရာအလုံးတတ်နိုင်ပါတယ်ဘုရားကအုပ်စုထားပါတယ်ဘုရားကဥဆောင်ထားပါတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိကြဖို့ဖြစ်ပါတယ်ကျွန်တော်ရဲ့တရားရဲ့နောက်ဆုံးပိုင်းလေးကိုကျွန်တော်ပြောချင်တာဖျားပေးတဲ့အရာထဲမှာအမြင့်မြတ်ဆုံးအရာကဘာလဲ ရုပ်တရက်ပြောလိုက်ရင်တော့ကျွန်တော်မှာရှိတဲ့ဒါကျွန်တော်ရဲ့ပညာကျွန်တော်ရဲ့ကြွယ်ဝမှုကျွန်တော်ရဲ့ကျမ်းမာရေးကျွန်တော်တို့ပြောကြပါတယ်အရာအားလုံးထဲမှာဘုရားပေးတဲ့အထဲကအမြင့်မြတ်ဆုံးအရာကတပါးဒီသောသားတော်ခရစ်တော်ယေရှုရဲ့အသက်ကိုကျွန်တော်တို့ရဲ့စည်းရေးခံပြီးတော့ကယ်တင်ခြင်းဆိုတဲ့အရာကိုပေးတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အာမခံချက်ရှိတဲ့အရာကကယ်တင်ခြင်းဘုရားသခင်ကနိလန်တိုင်းသွားမယ်ဆိုလို့ရှိရင်နောက်ဆုံးရလဒ်ကလည်းကယ်တင်ခြင်း ကယ်တင်ခြင်းဆိုတဲ့ရလကဒီနေ့ဘုရားကိုတီးတဲ့လူတွေခရစ်တော်ကိုလက်ခံတဲ့လူတွေအားလုံးလည်းအာမခံချက်ရှိတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ဒီကောင်မတော်တို့ကျွန်တော်တို့အသက်တာမှာအဲ့ဒီကယ်တင်ခြင်းကိုဆွဲကင်နိုင်ဖို့နဲ့တကယ်ကိုရရှိထားတဲ့စစ်မှန်တဲ့ဘုရားပေးနိလန်းတဲ့ကယ်တင်ခြင်းရတဲ့အသက်တာနဲ့ရှင်သန်ကြဖို့လိုပါတယ်ကယ်တင်ခြင်းရတဲ့အသက်တာတွေအတွက်ဘာဖြစ်မှာလဲကယ်တင်ခြင်းရတဲ့အသက်တာတွေလည်းကျွန်တော်တို့အောင်မြင်တဲ့အတွက်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုခိုင်ခိုင်မာမာ ကျွန်တော်တို့လှုပ်ဆောင်လာနိုင်ပါလိမ့်မယ်ကျွန်တော်တို့ဘုရားသခင်ရဲ့ကိုအမြဲတမ်းနီနီကက်ကက်ရှိတဲ့အခါမှာဘုရားသခင်စီကိုဆက်ကပ်ပြီးတော့နှိမ်ချတဲ့အသက်တာနဲ့အသက်ရှင်လာပါလိမ့်မယ်ကျွန်တော်တို့အသက်တာမှာဘုရားရဲ့တမာတရားနီလန်းကိုပို့ပြီးတော့ယုံလာပါလိမ့်မယ်ကျွန်တော်တို့အသက်တာမှာယုံကြည်ခြင်းနဲ့နာခံခြင်းသစ္စာပို့ပြီးတော့အားကောင်းလာပါလိမ့်မယ်တစ်ဖက်ကဘုရားရဲ့ သမာတရားနဲ့ဘုရားရဲ့လမ်းကိုလိုက်ရင်အဲ့လိုဖြစ်မဲ့သူတစ်ဖက်ကဆန့်ကျင်ဘက်အနေနဲ့ဘုရားရဲ့လမ်းမဟုတ်တဲ့အရာနဲ့လိုက်တဲ့လူတွေအားလုံးကျွန်တော်တို့ကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဒီနေရာမှာငါဦးဆောင်တဲ့ဆုံးဖြတ်ချက်ငါရဲ့အမျော်အမြင်ရှိတဲ့လှုပ်ဆောင်မှုဒါလည်းပါပါတယ်ကျွန်တော်တို့အသက်တာမှာငါရဲ့အမျော်အမြင်ရှိတဲ့လှုပ်ဆောင်မှုနဲ့တွားလို့ရမှာမဟုတ်ပါဘူးငါရဲ့ကျမ်းမာခြင်းနဲ့လည်းတွားလို့ရမှာမဟုတ်ပါဘူး ငါပဝန်းကျင်ရဲ့အခြေအနေဖြစ်ပြနေတဲ့အရာတွေကိုကြည့်ပြီးတော့လဲဆုံးဖြတ်လို့ရမှာမဟုတ်ပါဘူး။အရာအားလုံးကိုထင်းချုံနိုင်တဲ့ဖရာသခင်ရဲ့နိလန်း God's way ဒီနိလန်းတိုင်းတက်ရှင်နေတိုင်းကြဖို့အတွက်ကိုငါပြချင်ပါတယ်။ဖရာရှင်ရဲ့နိလန်းတိုင်းတက်ရှင်နိုင်တဲ့လူတွေဖြစ်ဖို့စောစောကကျွန်တော်ပြောတဲ့အသက်တာမှာအခြေခံအချက်လေးတစ်ချက်ပဲရှိတယ်။အဲ့ဒါကပါလဲဆိုတော့အဲ့ဒီခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ရဖို့အဲ့ဒီခရစ်တော်ကယ်တင်ခြင်းကိုလက်ခံဖို့ ဒါထက်ကြီးမားတဲ့အရာဘာမှမရှိဘူးအဲ့ဒီခရစ်တော်ရဲ့ကျွန်တော်တို့အတွက်အသေးခံခြင်းကိုယုံကြည်လက်ခံပြီးတော့ထာဝရလမ်းကိုရပြီးထာဝရအသက်ကိုရပြီးဆိုတဲ့ပုံစံတွေအတွက်ဘယ်တော့တော့ကြီးမားတဲ့အောင်မြင်မှုလဲဖျားပေးတဲ့နီလန်နဲ့အောင်မြင်တဲ့လူအားလုံးဖြစ်ဖို့အတွက်ကျွန်တော်ဆုတောင်းမြတ်တာပို့သတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုးစားတယ်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကျွန်တော်နီးတူပဲဖြစ်ပါလိမ့်မယ်ကျွန်တော်တို့လူသားတွေဖြစ်တယ်အားနည်းတယ် ခရစ်တော်ကြားလာဖို့နီးလာပြီးအချိန်ခါမှာကျွန်တော်တို့အများကြီးတွေ့ကြုံရတဲ့အရာတွေထဲမှာစောစောကပြောတဲ့လော်ဂီဆန်တဲ့အရာတွေရဲ့ influence ငေါ်စာလွန်မုံမှု AI လို့ခေါ်တဲ့ artificial လူတွေလုပ်ထားတဲ့အရာတွေရဲ့လွန်မုံမှုသတင်းအချက်အလက်တွေရဲ့နှောက်ယှက်မှုနေ့စဉ်တွေ့နေရတဲ့အရာမှာကျွန်တော်တို့ကြားနေရတဲ့အရာတွေအားလုံးကလူတွေစီကအတွေးလူတွေစီကဆုံးမဩဝါဒ လူတွေစီကပြောပြချက်လူတွေစီကသတင်းလဲချက်လဲလူတွေရဲ့အောင်မြင်မှုလူတွေရဲ့ပညာဒါကိုပဲကျွန်တော်တို့တွေ့နေရတယ်ဒီလိုအချိန်ခါမျိုးမှာဖရားရဲ့နီလန်းကိုကျွန်တော်တို့ရအောင်ကြိုးစားပြီးတော့အသက်ရှင်နိုင်ကြတဲ့ညီကောင်မတွေဖြစ်ကြပါစေကျွန်တော်တို့အားလုံးကြိုးစားအသက်ရှင်ဖို့အတွက်လည်းဒီနေ့ကနေစပြီးတော့အချိန်ယူကြဖို့အတွက်ကျွန်တော်ဆုတောင်းမြတ်တာပို့သပါရစေကျွန်တော်တို့အားလုံးရဲ့အသက်တာမှာဖရားရှင်ရဲ့တမန်တော်လမ်းအတိုင်း ကြိုးစားအသက်ရှင်နေတဲ့လူတွေအားလုံးဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါရစေ။ဘုရားရှင်ကောင်းကြီးမင်္ဂလာကြွယ်ဝစွာသုံးလောင်းချပေးပါစေ။အာမင်။